င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့စက်တင်ဘာ30ရက်နေ့အတွက်ဂျမုံပြပြသွားမယ့်သတင်းတွေကတော့ကြောက်မဲမှာတိုက်ပွဲပြင်းထန်နေပြီးမြို့ပေါ်ဌာနဆိုင်ရာရုံးတချို့မိလောင်ခဲ့ပါတယ်ရိုဟင်ဂျာတွေရဲ့မြေယာနဲ့အိုးအိမ်တွေကနေအကျိုးမြတ်ရရှိခဲ့တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုကုလရန်တရားထုတ်ပြန်လိုက်တာပါရွှေဈေးကတစ်ကြက်သားကိုကျပ်သိန်း80ကျော်လာနေပါပြီကဏီမြို့နယ်မှာထွက်ပြေးတဲ့စစ်သား3ဦးဖမ်းမိပြီး3ဦးကတော့တိတ်ဆုံးခဲ့ပါတယ်ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့မှာတိုက်ပွဲတွေကမြို့နယ်ပိုနီးလာပြီးပြင်းထန်နေတယ်လို့မြို့ပေါ်ကဌာနဆိုင်ရာအဆောက်အအုံတချို့မိလောင်နေတယ်လို့သိရပါတယ်။ဒီနေ့နေကင်းပိုင်းကစပြီးကြောင်မဲမြို့ပေါ်ကဌာနဆိုင်ရာအဆောက်အအုံတချို့မိလောင်ပျက်စီးခဲ့တာပါ။စစ်တပ်ဝါဒပြန်လူမှုကွန်ရက်အကောင့်နဲ့ channel တွေက TNLA တပ်ဖွဲ့ဝင်တွေကမိရှို့ပြီးဆုတ်ခွာသွားတာလို့ဖော်ပြနေကြပေမဲ့အမှန်တကယ်က TNLA တပ်ဆွဲနိုင်တဲ့အဲ့ဒီရုံးနေရာတွေကိုစစ်တပ်က drone နဲ့ပုံကျဲတာလို့ဒေသခံတချို့ပြောပါရယ်။ ကြောင်မဲမြို့ပေါ်ကမိသက်ယုံနဲ့ကြန့်ခိုင်ရေးယုံပြီးလောင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ညနေပိုင်းကြောင်မဲမှာတိုက်ပွဲပြင်းထန်နေချိန်ပြင်ဦးလယ်မြို့ပေါ်ကနေ White Hawk လေယာဉ်တွေဖြတ်ပြန်တာအနည်းဆုံး3စီးလောက်ရှိတယ်လို့ဒေသခံတချို့ကပြောပါတယ်။အဲ့ဒီစစ်ကောင်စီလေယာဉ်တွေကညနေ3နာရီလောက်မှာစပြန်နေပြီးကြောင်မဲကိုဘုံသွားကျတာဖြစ်မယ်လို့ပြင်ဦးလယ်မြို့ကန်တအူးကခန့်မှန်းပါတယ်။ကြောင်မဲမြို့ပေါ်မှာတော့ပြည်သူတွေကစစ်ဆောင်သွားကြလို့မရှိတော့ပါဘူး။တိုက်ပွဲတွေကမြို့နဲ့နီးလာတယ်လို့နောင်ချုံမြို့ကန်တအူးကပြောပါတယ်။ တချို့တွေလည်းထွက်ပြေးစရာမရှိဖြစ်နေပြီးနောင်ချိုဘက်လည်းလာမရလာရှိုဘက်လည်းသွားဖို့ရခက်နေတယ်လို့နောင်ချိုမြို့ကန်ကပြောပြတာပါဒါအပြင်တိုက်ပွဲတွေပြင်းထန်နေချိန်မှာလူမှုကူညီရေးလုပ်နေတဲ့အမျိုးသားတအုပ်အပါအဝင်ဒေသခံနှစ်ဦးမိုင်းနေပြီလို့သိဆုံးခဲ့ရပါတယ်ကြောက်မဲမြို့အနီးမှာတအန်းတမတော် TNLA နဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်နေပြီးမြေမြို့မိုင်းတွေကိုတော့နှစ်ဖက်စလုံးကထောင်ထားကြတယ်လို့မြို့ကန်တချို့ကပြောပါတယ်ကြောက်မဲမြို့ကို TNLA က10-20ခုစစ်စင်ရေးနဲ့အတူ 2024ဩဂတ်လမှာတင်ယူခဲ့တာပါပြီးခဲ့တဲ့ဇူလိုင်မှာစစ်ကောင်စီတပ်ကနောင်ချိုမြို့ကိုပြန်သိမ်းခဲ့တဲ့နောက်ဩဂတ်16ရက်ကစပြီးကြောင်မဲမြို့နယ်နောင်ပိန်တိုင်နယ်ကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာဖြစ်ပါတယ်လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းတွေကကြောင်မဲမြို့အနီးရောက်လာတယ်လို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်ကြောင်မဲမြို့တိုက်ပွဲနဲ့ပတ်သက်ပြီး TNLA ကို People's Spring ကဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်ရှင်ဒီခိုင်းပြည်နယ်မြောက်ပိုင်းမှာ2019ခုနှစ်ကဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေအတွင်း ရိုဟင်ဂျာတွေရဲ့မြေယာနဲ့အိုးအိမ်တွေကိုဖျက်ဆီးသိမ်းယူတာကနေအကျိုးအမြတ်ရခဲ့တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုကုလသမဂ္ဂရဲ့မြန်မာရန်တရား WIWM အစီရင်ခံစာအသစ်မှာဖော်ပြထားပါတယ်။ညူယောက်မြို့ကကုလသမဂ္ဂဌာနချုပ်မှာဒီနေ့ကျင်းပတဲ့မြန်မာနိုင်ငံကရိုဟင်ဂျာမွတ်စလင်တွေနဲ့အခြားလူနည်းစုတွေရဲ့အခြေအနေဆန်ရာအဆင့်မြင့်ညီလာခံမတိုင်ခင်မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဲ့ဒီညီလာခံကရခိုင်ပြည်နယ်ကနေအင်အားသုံးဖေရှားခံရတဲ့ရိုဟင်ဂျာတသန်းကျော်ရဲ့အခြေအနေကို နိုင်ငံတကာရဲ့အာရုံစိုက်မှုရရှိဖို့နဲ့အပြေရှားဖို့ရည်ရွယ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရား WIWM ကဆိုပါတယ်။ရိုဟင်ဂျာတွေအတွက်လုံခြုံပြီးသူတို့စန္ဒာအလျောက်ဂုံတိတ်ခါရှိရှိ ရေရှည်ငြိမ်းချမ်းစွာနေရပြန်နိုင်တဲ့အခြေအနေဖြစ်လာတဲ့အခါသူတို့တွေကိုမြန်မာနိုင်ငံအတွင်းပြန်လာခွင့်ပေးရမယ်ဆိုတဲ့အချက်ကနိုင်ငံတကာအသိုင်းအဝိုင်းမှာကြဲကြဲပြင်းပြင်းသဘောတူထားတယ်လို့ WIWM အကြီးအကဲ Mr. Nicholas Khunchan ကပြောပါတယ်။ ဒါပေမဲ့ရိုဟင်ဂျာအများစုအတွက်သူတို့ရဲ့နေအိမ်မပြောနဲ့ပြန်ဖို့ရွာတော်မရှိတော့တဲ့အခြေအနေဖြစ်ပါတယ်လို့သူကဆက်ပြောတာပါအစိုးရကစားအသည့်မှာကိုတိုင်းတွေ့ကြုံခဲ့တဲ့တပ်သေးတွေရဲ့ထွက်ဆိုချက်တွေဂျိုဒုပုံရိပ်တွေဗီဒီယိုမှတ်တမ်းတွေနဲ့တရားဝင်မှတ်တမ်းမှတ်ရာတွေစာရွက်စာတမ်းတွေကိုအခြေခံထားတယ်လို့ဖော်ပြထားပါတယ်အစိုးရကစားထဲမှာရခိုင်ပြည်နယ်မြောက်ပိုင်းကကြေးရွာအုပ်စုခုနှစ်စုကိုအဓိကလေ့လာထားတာပါကြေးရွာအုပ်စုတစ်စုစီမှာ2019ခုနှစ်ကဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာတွေထွက်ပြေးသွားပြီးနောက်ပိုင်းသူတို့ရဲ့နေအိမ်တွေနဲ့ပိုင်ဆိုင်မှုတွေကိုမြန်မာစစ်တပ်ကဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။နောက်ပြီးရိုဟင်ဂျာတွေတချိန်ကနေထိုင်ခဲ့တဲ့မြေနေရာတွေမှာ BGP နေကြားဆောင်ရဲတပ်ဖွဲ့အခြေစိုက်စခန်းတစ်ခုတည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်လက်အောက်ခံပြည်ထရေးဝန်ကြီးဌာနက BGP စခန်းတွေတိုးချဲ့ရေးအတွက်ငွေကြေးထောက်ပံ့မှုတွေနဲ့ညွှန်ကြားမှုတွေပြုလုပ်ခဲ့တာအပါအဝင်တည်ယူထားတဲ့ရိုဟင်ဂျာပိုင်မျိုးတွေကို BGP ကဓာတ်ရိုက်အပိုင်းစီအသုံးပြုတာ အီရှာဝတ်ကုမ္ပဏီနဲ့အခြားသောစီးပွားရေးလုပ်ငန်းတွေကအခြေဆိုင်စခန်းတွေလမ်းတွေနဲ့လုံခြုံရေးစခန်းတွေဆောက်လုပ်ခဲ့တာတို့ကိုအစိုးရကစားအစ်စ်မှာဖော်ပြထားပါတယ် WIWM ရန်တရားကအသေးစိတ်စီစစ် သုံးသပ်ထားတဲ့လေဝက်အစီရင်ခံစာအပြည့်အစုံကိုတက်ဆိုင်ရာနိုင်ငံတွင်းနဲ့နိုင်ငံတကာတရားရေးအာဏာပိုင်တွေကိုမျှဝေဖို့ပြင်ထားပြီးမနေ့ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာကတော့အများပြည်သူသိရှိဖို့ထုတ်ပြန်တဲ့အချင်းချုပ်သာဖြစ်တယ်လို့အသိပေးထားပါတယ်။အစီရင်ခံစာအပြည့်အစုံမှာတော့တက်သေးတဲ့အချက်လက်ရင်းမြစ်တွေပါဝင်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရမှာဒါမှမဟုတ်နင်းနာခဲ့သူတွေအတွက်ကုစားမှုဆိုင်ရာလုပ်ငန်းတွေမှာအထောက်အကူပြုဖို့အတွက်မျှော်လင့်ကြောင်း WIWM ကပြောဆိုထားပါတယ်ရှင်။ကပောက်ရွှေဈေးစံချိန်တင်ဆက်လက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးကတစ်ကြက်သား7.80ကျော်လာနေတယ်လို့ရွှေနဲ့နိုင်ငံခြားငွေအရောင်းဝယ်လုပ်နေသူတွေက ပြောပါတယ်။ဒီနေ့မနက်ပိုင်းမှာကပောက်ရွှေဈေးကတောင်းဆကူဒေါ်လာ3855ဈေးနဲ့စံချိန်တင်ပြီးသမိုင်းတစ်လျှောက်အမြင့်ဆုံးဈေးလို့ဆိုပါတယ်။ ကမ္ဘာရွှေဈေးက24နာရီအတွင်းဒေါ်လာ100နီးပါးဈေးတက်နေတဲ့အပြင်လွန်ခဲ့တဲ့လကထက်တအောင်စကိုဒေါ်လာ300ဝန်းကျင်အထိအတက်ဘက်ရောက်နေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံရဲ့ပြင်ပရွှေဈေးကွက်မှာလည်း16ပဲရည်တစ်ချက်သားကကျပ်83သိန်းဝန်းကျင်15ပဲရည်ဈေးက86သိန်းနီးပါးနဲ့အယောင်ဝယ်ရှိနေတယ်လို့ပြည်တွင်းရွှေဈေးအယောင်ဝယ်လုပ်နေသူတချို့ကပြောပါတယ်။ဒေါ်လာဈေးကျနေလို့ပြည်တွင်းရွှေဈေးကအတက်ဘက်ကိုအလွန်ကြုံမရောက်သေးတာလို့ရွှေဝယ်ရောင်းလုပ်နေသူတအူကပြောတာပါ။ ်ဒါပေမဲ့ဒီနေ့ပေါက်စီအရာ16ပဲရေရော15ပဲရေပါကြက်9000ပတ်ချလဲဈေးတက်တယ်လို့သူကဆက်ပြောပါရယ်တရှိန်ထိုးတက်နေတဲ့ကမ္ဘာရွှေဈေးအခြေအနေကြောင့်ရွှေဆိုင်တွေရဲ့ဈေးတမန်မှုနဲ့ပြန်ပရွှေဈေးကိုချိန်ဆပြီးအယောင်းဝယ်လောက်ကြဖို့လဲရွှေဈေးကွက်စောင့်ကြည့်သူတို့ကတိုက်တွန်းပါရယ်ဒီနေ့ပြည်တွင်းမှာနိုင်ငံချောင်းဝယ်လဲနှုန်းဈေးကွက်အရာဒေါ်လာပြန်ပပေါက်ဈေးအဝယ်ကျက်4100နဲ့အယောင်းကျက်4200ဝန်းကျင်ရှိပါရယ်ရှင် ကိုင်းတိုင်းကနီမြို့နယ်ချောင်းမရွာတိုက်ပွဲကနေဆက်ခွာထွက်ပြေးနေတဲ့စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရဲအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်တာမှာ၃ဦးသေဆုံးပြီးနောက်ထပ်၃ဦးကိုတော့ဖမ်းမိထားတယ်လို့ရမပင်မြို့နယ်ပကဖ ULF စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ဒီကနေ့စက်တင်ဘာ၁၇ရက်ကချောင်းမရွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပြီးစစ်တပ်စစ်ကြောင်းဆက်ခွာထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းကိုဒေါ်လန်ရဲတပ်တွေကလိုက်လံတိုက်ခိုက်တာမှာစက်တင်ဘာ၁၂ရက်က၂ဦးသေဆုံးခဲ့ပါတယ်။တနက်၂လက်နဲ့ ခဲယမ်းတချို့ကိုလည်းကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းယူနိုင်ခဲ့တာပါစက်တင်ဘာ18ရက်မှာလည်းဒုတက်ချက်တဦးနဲ့စစ်မှုထမ်းတနက်စင်2ဦးကိုတနက်3လက်လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်စက်တင်ဘာ29ရက်မနေ့ကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးကိုတနက်3လက်ခဲယမ်းတချို့နဲ့အတူ အသေးဖမ်းမိခဲ့တယ်လို့ ULF ကထုတ်ပြန်ထားပါတယ်ဒါကြောင့်စုစုပေါင်းဆိုရင်ထွက်ပြေးစစ်သားတွေတဲက3ဦးကိုအရှင်3ဦးကိုအသေးဖမ်းမိခဲ့တာပါ ချောင်းမရွာတိုက်ပွဲမှာစစ်တပ်ဟာစစ်ကြောင်းပြက်ပြီးကစင့်ကလေးအားဆုတ်ခွာထွက်ပြေးကြတဲ့အတွက်အဲ့ဒီထွက်ပြေးစစ်သားတွေကိုတနေရာစီမှာဖမ်းမိတာလို့ PDF တချို့ကပြောပါတယ်စစ်တပ်စစ်ကြောင်းတွေဟာဒီလာစမ်းပိုင်းကမုံရွာ၊ရာကြီး၊ကလေးဝလမ်းအတိုင်းကနေမြို့နယ်တွေကိုဝင်လာပြီးချောင်းမရွာပါဝင်ရွာတချို့ကနေအိမ်တွေကိုမိရှုခဲ့တာဖြစ်ပါတယ်စက်တင်ဘာ17ရက်နေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာဆိုရင်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုပ်မှုတွေများပြားခဲ့တယ်လို့တော်လှန်ရေးတပ်ဘက်ကလည်းရမပင်မြို့နယ်ပကဖဒူတာဝန်ခံ ULF စစ်ကြောင်းကစစ်ကြောင်းမူရဲဘော်နိုင်မင်းနဲ့ရဲဘော်တချို့ကြာဆုံးခဲ့ပါတယ်။လက်ရှိမှာစစ်တပ်ဟာကဏီမြို့နဲ့နေမြေချင်းဆက်နေတဲ့ရမပင်မြို့နဲ့အဆက်မှာတပ်ပြန်စုစည်းနေတယ်လို့သိရပါတယ်ရှင်။